က်ပေးမယ့်သတင်းကတော့ကလပ်ဖလားရှမ်ပီယံအသင်းစုကြည့်ဒေါ်လာ125တန်ရမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာဇွန်လ14ရက်နေ့ကနေဇူလိုင်လ17ရက်နေ့ထိကျင်းပမယ့်ကလပ် ကပ္ပလာပြိုင်ပွဲမှာရှမ်ပီယံဖြစ်တဲ့အသင်းဟာ စုကြည့်ရသည့်အမေရိကန်ဒေါ်လာ125တန်းတရရှိမယ်လို့သိရပါတယ်။ကလပ်ကဘဖလားပြိုင်ပွဲကိုကဘဘောလုံးဖွဲ့ချုပ်ကဆွေးကျင်းမာတာဖြစ်ပြီးအရင်ကကဘကလပ်ဖလားချန်ပီယံပွဲကိုလည်းနာမည်နဲ့ပုံစံပြောင်းပြီးကျင်းမာတာဖြစ်ပါတယ်။ဒီနေ့ကျင်းမာမယ့်ကလပ်ကဘဖလားပြိုင်ပွဲမှာတိုက်ကြီးတင်းတင်းကအသင်း23တင်းပါဝင်ရွှေပြိုင်ခွင့်ရရှိထားပြီးဥရောပတိုက်ကတော့အသင်း17တင်းနဲ့အရေးအတွက်အများဆုံးပါဝင်ရွှေပြိုင်ခွင့်ရထားတာပါ။ ပါဝင်ရှင်မန်ခွင့်ရတဲ့အသင်းတိုင်းကိုပါဝင်ရှင်မန်ခွင့်ရတဲ့အတွက်အချိန်ခံစုကြီးငွေစတဲ့ပြည့်သွားမှာဖြစ်ပြီးတော့အုပ်စုအစ်မပထမရတဲ့အသင်းတွေရှုံးနှစ်ရက်တင်ဆက်ရတဲ့အသင်းတွေဘူလူပွဲရောက်တဲ့အသင်းတွေနဲ့ချန်ပီယံအသင်းဆိုပြီးတော့အဆင့်လက်အောင်မြင်ဖို့လိုက်စုကြီးတွေကိုရှင်းပြသွားမှာဖြစ်လို့ချန်ပီယံဖြစ်တဲ့အသင်းကစုကြီးငွေ125တန်းတရရှိမှာပါ ကလကပပလာတဲ့ပွဲမှာဥရောပတဲ့ကိုစားပြေရှင်မန်ကိုရရှိထားတဲ့တင်းတွေကတော့ရှယ်ဇီဘီယမ်မတ်တွေမန်စီတီဘိုင်ယန်မြူနစ် PSG အင်တာမီလန်အော်တိုဘင်ဖီကာဒေါ်မွန်ဂျူပီတာအက်တလက်တီကိုမက်ဒရစ်ဆဲဘတ်တို့ဖြစ်တယ်လို့သိရပါတယ်ဒီသတင်းတော့ညီချင်းအောင်ပါပြောလာပါ